။ဓမ္မပရိသတ်ဒီအားလုံးမင်္ဂလာပါ။ဘဝတွေကဓမ္မများဆိုတဲ့သူတို့ဘဝတွေမှာရရှိခဲ့တဲ့ဘဝအတွေ့အကြုံဓမ္မသင်ခန်းစာတွေကိုအားလုံးဓမ္မသံဝေကဖြစ် ဖြစ်ပါစေခြင်းအကြောင်းကပြန်လည်မျှဝေလာခဲ့တာဒီတစ်ပတ်အပိုင်း59ကိုရောက်ရှိလာပါပြီ။အဲဒီတစ်ပတ်မှာမျှဝေခြင်းနဲ့အကြောင်းအရာတစ်ခုကတော့ ကိုအလုတ်တာကိုလုတ်ပါလို့ဒီလိုကောင်းစီတိုက်တယ်လေးပြီးပြီးတော့အမတန်ဝေကအတင်းငယ်လေးတခုမျှဝေခြင်းပါတယ်အဲ့လောကမှာလူရဲလို့ဖြစ်လာရင်ကိုလုတ်ရမယ်အလုတ်တွေကိုကြည့်ရှိကြပါတယ်အဲ့တော့များသောအဖြစ်လူတော်တော်များကကိုလုတ်ရမယ်အလုတ်ကိုမေ့ပြီးတော့မှသူရဲ့အလုတ်တွေကိုလိုက်ပြီးတော့မှ judgment အလုတ်ဝေဖန်ဒါမျိုးတွေလည်းကြုံရတတ်ပါတယ် ဲ့တော့ကိုယ့်အလုပ်ကိုလုပ်တတ်ဖို့ကအင်မတန်မှအရေးကြီးပါတယ်လောကမှာနေ့စဉ်နေ့တိုင်းဥစ္စာတို့ဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတွေလောက်ရမယ့်လောက်ကသုံးခုပဲရှိပါတယ်ကိုယ်နဲ့ပြုလုပ်ရမယ့်ကာယကံအလုပ်နှုတ်နဲ့ပြောရမယ့်ဝစီကံအလုပ်စိတ်နဲ့ကြံတွေ့ရမယ့်မနောကံအလုပ်ဆိုပြီးတော့လောက်သုံးခုရှိပါတယ် ကျွန်တော်ဤလှုပ်သုံးခုဟာမလှုပ်ခြင်းလည်းလှုပ်ရပါလိမ့်မယ်လှုပ်ခြင်းလည်းလှုပ်ရပါလိမ့်မယ်အဲ့လိုလှုပ်လှုပ်တဲ့အခါမှာတစ်ခါတခါမှကိုလှုပ်နေတဲ့အလုပ်ကိုနှောက်ရက်ဖြစ်စေမဲ့ယတနာဖြစ်စေမဲ့အရာမျိုးတွေလည်းဘဝမှာကြုံတွေ့ရတတ်ပါတယ်။နှလုံးနှလုံးပွင့်တာနဲ့ကိုယ့်ရဲ့ကာယကံအလုပ်ကိုကောင်းမွန်စွာစတင်နိုင်ဖို့အရေးကြီးပါတယ်။ အဲ့လိုပဲကိုယ့်ရဲ့နှုတ်ကထွက်လာတဲ့ဝစီကံနေ့စဉ်နေ့တိုင်းပြောဆိုနေရတဲ့စကားတွေမှာလည်းကောင်းမွန်တဲ့အလုပ်ဖြစ်ဖို့လိုပါတယ်။ဒါရင်လားဆိုတော့မဟုတ်ပါဘူး။ကိုယ်စိတ်ထဲမှာလူမသိသူမသိဖြစ်နေတဲ့မနောကံအလုပ်ဆိုတဲ့စိတ်အတွေ့အကြုံတွေလည်းသက်ရှင်စင်ကြယ်ဖို့လိုပါတယ်။ဒါနဲ့ဆက်ဆက်လို့ငငယ်ကဖတ်ခဲ့ဖို့တဲ့ပုံမြင်လေးတစ်ပုဒ်အကြောင်းကိုအသေးအပြပြပါတယ်။ကာရောင္ကရေသေးကြီးတစ်ပါးက မြေကန်းစံမှာရေချိုးကြင်သွားရေချိုးသွားရေချိုးသွားတဲ့အချိန်မှာရေချိုးကန်ဒီမှာကမိကောက်လေးတစ်ကောင်ဟာလုံချောင်းလေးတစ်ချောင်းကိုဖက်တွဲပြီးရေထဲမှာမျောပြီးပါလာအသေးကြီးကတွေ့တဲ့အခါဩငါကဲအောင်မှာပဲမကဲရင်တော့သူ့တလေတော့တေချာတော့မှာပဲလို့စိတ်ထဲမှာတွေးပြီးတော့ကမိကောက်လေးကိုလက်ကလေးနဲ့ဆယ်လိုက်ပါတယ်အဲ့လိုဆယ်တဲ့အချိန်မှာကမိကောက်ကဘာလုပ်တော့လို့မေးရင် ရသေးကြီးကိုသူ့ရဲ့အမီးနဲ့အားနဲ့မှန်နဲ့ထိုးချလိုက်ပါတယ်။ထိုးကမှရသေးကြီးကလည်းကင်မီကောက်ကိုလွှတ်ချလိုက်တယ်။လွှတ်ချလိုက်တော့ဆော့ဆော့ဒုံနဲ့ရှိတဲ့အပြင်အခုဒုံမရှိတော့တဲ့အခါကင်မီကောက်ကရေထဲမှာဒုက္ခရောက်သွားကြပြန်တယ်။ဒီလိုနဲ့ရသေးကြီးကတခါနောက်တစ်ချိန်ဟောဒုက္ခရောက်တော့မှဘယ်လိုပြန်စဲကင်မီကောက်ကလည်းသူ့ကိုလာကင်လိုက်တာနဲ့အမီးနဲ့ပြန်ထိုးလိုက်ဆဲလိုက်နဲ့ဒီလို၃-၅ကလောက်လှုပ်ပြီးတဲ့အခါမှာရသေးကင်မီကောက်ကလည်း ကုန်းပေါ်ရောက်သွားပါတယ်အသက်ဘေးမှာလွတ်သွားပါအဲ့မြင်ကွင်းကိုဘေးနားကရင်လာခတ်ဖို့ကြည်နေတဲ့လူတစ်ယောက်ကရေသေးကြီးကိုမြင်တဲ့အခါလက်အုပ်လေးချီပြီးရှောက်ပါတယ်ရှင်သေးကိုယ်ကိုဒီလောက်ထိဒုက္ခပေးပြီးတော့အမိနဲ့ထိုးနေအခက်မတန်အသက်သေးသေးနိုင်တဲ့ဒီလိုကောင်မျိုးကိုဘာလို့ကင်နေတာလဲသူ့အတူသေးသေးကြီးကြီးပြစ်ထားလိုက်ပြီးတာပေါ့လို့တကားကအမှန်တွေးပြီးပြောပါတယ်ရေသေးကြီးကတကား ကင်မီကောက်တူရဲ့သဘောကသူ့အလုတ်ကသူသူတစ်ပါးကိုထိုးဖို့ပဲရှိတယ်။အင်းငါရဲ့အလုတ်ကတော့ငါရဲ့နေစဉ်ဘဝမှာ ကောင်းမွန်တဲ့အလုတ်လုပ်ဖို့အတွက်တရားတွေကိုကယ်တင်ရမယ့်အလုတ်ဆိုတာရှိတယ်။အဲ့တော့သူလည်းသူ့လို့သူ့လို့တာငါလည်းအသက်ကယ်ရင်ဆိုတဲ့အလုတ်တွေကိုပဲလုပ်တာပဲလို့ပြောရသေးကြီးကအကြောင်းတင်ကိုပြန်ကြွသွားပါတယ်။ဆိုဒီပုံမြင်လေးကိုစဉ်းစားကြည့်ရင်ဦးဇင်းတို့နေစဉ်ဘဝမှာလည်း ဟိုလူမကောင်းလို့ဒီလူမကောင်းလို့သူမကောင်းလို့ကိုမကောင်းရတာပါသူရိုင်းလို့ကိုရိုင်းရတာပါရောင်းသူဝယ်သူအတန်တူပေါ့ဆိုတော့စင်ချီစကလုံးနေနဲ့ဖြတ်တန်းနေမယ်အစားအတင်းပြောတဲ့သူကအတင်းပြောမှာပဲပြဿနာရှာမှစိတ်ဆင်းတာလည်းပုံပေါ်ပြဿနာရှာမှာဘာဖြစ်လို့သူ့အလုပ်ကိုအဲဥစ္စာဓမ္မမစ်ဆွေကောင်းတော်ကောင်းနေနေနဲ့ကိုအလုပ်ကိုလုတ်ဖို့လို့အဲ့တော့ကိုအလုပ်ဆိုတာဘာလဲခုနကပြောခဲ့တဲ့ ခាយခံဝစီခံမနှောခံဆိုတဲ့ဒီကံသုံးပါလုံးမှာကိုကြောင့်သူတို့ကမထိခိုက်မနစ်နာအောင်ကိုကြောင့်သူတို့ကစိတ်ဆင်းရဲမှုမဖြစ်အောင်ကိုအလုတ်ကိုကိုတောင်းဝန်ကိုခြေပြန်မို့လိုပါတယ်မိဘမိဘအလုတ်လောက်ရမယ်သားသမီးသားသမီးလောက်လောက်ရဆရာဆရာလောက်လောက်ရမယ်တပည့်တပည့်အလုတ်လောက်ရအဲ့တော့ကိုအလုတ်ကိုသာကိုလုတ်ပြီးတော့မိမိတို့တိုက်ခိုက်တဲ့သူတွေဝေဖန်တဲ့သူတွေအတင်းအကျပ်ပြောတဲ့သူတွေအပုတ်ချတဲ့သူတွေကလည်း တို့အလုပ်တို့လုံးနေတာပါလားလို့ဒီလိုတွေးလိုက်ရင်မိရစိတ်ထဲမှာမကျင်တဲ့ဒေါသတွေမခံမြင်နိုင်ဖြစ်တဲ့အရာတွေဘုံတည်မှုတွေဒါတွေကအလိုလိုပျော်သွားပါလိမ့်မယ်။ဒါလေးကိုကောင်းတာလေးလုပ်မယ်ကြံရင်ကိုယ်ကိုလာပြီးတော့လောင်ပြောင်တဲ့သူတွေတိုက်ခိုက်တဲ့သူတွေတွေ့ကောင်းတွေ့လိမ့်မယ်။အဲ့လိုတွေ့တဲ့အခါမှာမိတို့ကစိတ်ပြတ်မသွားပဲလက်ပြတ်လက်မလျှော့သွားပဲနဲ့ စိတ်ပြက်လက်ပြက်မဖြစ်သွားပဲနဲ့ကိုလှုပ်ရှားရှိတဲ့အလုပ်ကိုဖြောင်းဖြောင်းမှန်မှန်နဲ့ကောင်းကောင်းမွန်မွန်စူးစမ်းလုပ်ကင်ဖို့လိုပါတယ်အဲ့တော့သူတို့လည်းသူတို့လုပ်သူတို့လုပ်ပါလိမ့်မယ်ကိုလည်းကိုလုပ်ကိုလုပ်နိုင်အောင်စူးစမ်းဖို့လိုပါတယ်အဲ့ဒါပဲမဲ့ကိုလုပ်ကိုကိုသိပြီးတော့ဘဝဝင်ချက်မှာကင်မီကောလုပ်ကောင်းနေလဲတွေးရပါလိမ့်မယ်ကန့်လန့်သွားတဲ့သူတွေလည်းတွေးရပါလိမ့်မယ်စမ်းချင်မဲ့လုပ်တဲ့သူတွေလည်းတွေးရပါလိမ့်မယ်ဘလို့တွေးတွေးမြင်ရမှာကတော့ ဩကိုလို့ကိုလို့ရမှာပါလားလို့သိရှိနားလည်ပြီးတော့ကိုလို့ကိုကိုကောင်းမွန်စွာစတဲ့လောက်နိုင်နိုင်တဲ့တော်တော်ကောင်းနေဖြစ်နိုင်ကြပါစေ။